အစ္စလာမုအလัยကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုရှာဝလ18ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ16ရက်နေ့ဗုဒ္ဓနေ့မှာ5မိနစ်တည်းအောင်မြင်ခေရဲ့သင်ခန်းစာအမှတ်စဉ်981ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့လဲကျွန်တော်တို့ဒေါက်တာအဒမ်ရှရ်ကာဝီရေးသားတဲ့ရာစာအီလူမီနယ်ကူရ်အာန်ကူရ်အန်ကျမ်းလာတဝန်ဝါဒီတဲကတစ်ခုကိုတင်ပြလိုပါတယ်သခင်အနေနဲ့ in ajriya illa ala allah ကျွန်တော်ရဲ့အဖိုးအခကျွန်တော်ရဲ့အစားဟာအလောရှိမြတ်တာလင်ချင်းမြတ်မှာဖြစ်တယ်လို့နဗီအန်ဘီယာတွေပြောခဲ့တဲ့တစ္ဆာစကားကိုအခြေခံပြီးတော့မှရေးပါတယ်နဗီတမန်တော်ဘောင်းမြောင်များစွာဟာဒီတစ္ဆာစကားကိုစိုးခဲ့တာဖြစ်တဲ့သူတို့ရဲ့အမျိုးသားတွေအတွက်အများကြီးကြိုးပမ်းခဲ့တဲ့လိုအပ်တာတွေကိုသူတို့အနေနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှကူညီပေးခဲ့တဲ့အဖက်ဖက်ကနေသူတို့တွေကောင်းမှုကောင်းရာတွေပြိုင်တာအလုပ်တွေလုပ်ခဲ့တဲ့ တော့အဲ့လိုလှုပ်ပြီးတဲ့အခါမှာလူတွေကသူတို့ကိုပြောဆိုလာတဲ့အခါမှာလူတွေကသူတို့ကိုအစားတွေပေးဖို့ကမ်းလှမ်းလာတဲ့အခါမှာတချို့ကြတော့လေသူတို့ကိုဒီလိုအခက်အခဲတွေဒီလိုအလုပ်တွေလုပ်နေတာကဘာလို့ကျင်လို့လဲလို့မေးမြန်းလာတဲ့အခါတိုင်းမှာနဗီအမ်ဘီယာတွေက in ajriya illa ala allah ကျွန်တော်ကိုကျွန်တော်အရှင်ကပဲပြီးွားတဲ့အစားတွေကိုပေးมาဖြစ်တယ်ဆိုတော့ယုံကြည်ချက်နဲ့ပြောဆိုခဲ့တဲ့စကားဖြစ်ပါတယ်အဲ့တော့ ပညာရှိတဦးကိုမေးမြန်းတယ်။စေးနဲ့တွန့်တူတာတဲ့ပူပြီးတော့မှအကြည့်တန်တဲ့အရာရှိပါသေးသလား။အဲ့ဒီချိန်မှာပညာရှင်ကြီးကဖြေတဲ့ရှိတာပေါ့တဲ့။ကောင်းမှုကောင်းရာပြုတဲ့ပရဟိတသမားတယောက်သူ့ရဲ့ပရဟိတလောက်ရက်တွေသူ့ရဲ့ကောင်းမှုဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့ပြန်ပြောနေမယ်။ပြန်ပြီးတော့မှ highlight တွေလုပ်နေမယ်ဆိုရင်တဲ့။အဲ့ဒါကအဆိုးဆုံးဖြစ်တယ်။မပေးဘဲနဲ့စီးနေတွန့်တူတာတဲ့ ဒါဟာဆိုရင်ပူဆူးတယ်ဆိုပြီးတော့မှအမြင်ရှိပါတယ်။အော်ဒေါက်တာအဒမ်ရှာကာဝီယာရေးပါတယ်အစ်အနေနဲ့ကောင်းမှုကောင်းရာလှုပ်ပြီးတိုင်းမှာအလောက်ရှိမြတ်ရဲ့ဉာဏ်နဲ့နှစ်သက်မှုကိုမိမိရဲ့ရှေးမောက်မှာတရိယာနေပါနှလုံးသားထဲမှာဆွဲထားပါတူတူယောက်ဖက်ကနေပြီးတော့မှအဖိုးခါတွေသူမဟုတ်ကကိုလှုပ်တဲ့လှုပ်ရက်ကိုနော်ပို့ပြီးတော့မှကြော်ကြောင်းအောင်လှုပ်တာတွေကိုမဆောင်ပါနဲ့လူတွေရဲ့လက်ခုပ်တန်းတွေလူတွေရဲ့ချီးမွမ်းတန်းတွေကိုလည်းပဲအသင့်မရှာပါနဲ့ အဲ့တော့လူတွေကိုရည်ရွယ်ပြီးတော့လှုပ်တဲ့အလုပ်တိုင်းဟာလူတွေအတွက်ပဲဖြစ်မယ်။အလောက်ရှိမြတ်အတွက်ရည်စူးပြီးတော့လှုပ်တဲ့အလုပ်တိုင်းဟာလှုပ်ရတိုင်းဟာအလောက်ရှိမြတ်အတွက်ဖြစ်မယ်။အလောက်ရှိမြတ်ကအစားတွေပေးမှဖြစ်ပါတယ်။ဒါကြောင့်အီမမ်အစ်ဘနူလ်ကယင်းရဲ့ဇာကားလေးကိုတင်ပြပြီးတော့ဒေါက်တာအဒမ်ရှာကာဝီကဒီရည်သားချက်ကိုညှိကုံးချုပ်ထားတယ်။ "إذا لم تخلص فلا تتعب" လို့မဟုတ် "فلا تتعب" အသည့်အနေနဲ့စည်နာနဲ့မလုံနိုင်ဘူးဆိုရင်ကိုကိုကိုလည်းဒုက္ခမပေးပါနဲ့။ ပင်မအောင်မလုပ်ပါနဲ့ဆိုပြီးတော့မှပြောထားပါဗျ။အဲ့တော့ဒါကဒေါက်တာအဒမ်ရှာကာဝီရေးသားထားတာဖြစ်ပါတယ်။အခုချိန်မှာကျွန်တော်တို့ညီနောင်တွေမြောင်များစွာမိမိတို့ရဲ့ငွေအားလူအားအင်းအားတွေအချိန်အားတွေပေးပြီးတဲ့နောက်ပိုင်းမှာငလင်ပေးတင်သွားတဲ့ညီကိုမောင်နှမတွေကိုတွားရောက်ကူညီနေတယ်။အဲ့ဒီလိုကူညီတဲ့နေရာမှာကျွန်တော်တို့ရဲ့ကူညီမှုတွေအလဟတအချင်းကြီးမဖြစ်စေဖို့အတွက်ဒီသတိပေးချက်လေးတွေအတိပေးချက်လေးတွေဟာအင်တန်းမှအရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေဟာကျွန်တော်တို့ပေးလိုက်တဲ့ မြောင်များစွာသောပိဆက်မှုတွေဟာကျွန်တော်တို့ရဲ့ဓာတ်ပုံတပုံကြောင့်ကျွန်တော်တို့ရဲ့ post တစ်ခုကြောင့်ကျွန်တော်တို့ရဲ့ကြော်ကြားလူစိတ်တစ်ခုကြောင့်ပျက်စီးသွားတာမျိုးရေစုံမျိုးသွားတာမျိုးမဖြစ်ရလေအောင်ဝိုင်းဝန်းပြီးတော့ဒါလေးတွေတတိချက်ဖို့လိုအပ်ပါတယ်အလို့ရှင်များအားလုံးရဲ့ပိဆက်သမျှတိုင်းရဲ့တစ်ခုတစ်ခုတိုင်းအတွက်ကိုပြည့်စုံကုန်လုံလာတဲ့အစားတွေလောကမှာရောအခိရတ်မှာတမလွန်မှာရောချီးမြှင့်ပေးသနာတော်မူပါစေအစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတ